အလုံးအလုံးမဲ့မင်္ဂလာပါ Focus for Readers ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့စာအုပ်တော့ကိုဖျက်ပြချင်ပါတယ်အဲဒီစာအုပ်ကတော့ဆီယာမခင်စောတင်အေးတာထားတဲ့ဘဝရဲ့အစီအမင်းများဆိုတဲ့စာအုပ်ဖြစ်ပါတယ်အတဲကနေပြီးတော့မှဒီနေ့ကျွန်တော်မတိစေနဲ့လို့ဝတ်ထားပါဆိုတဲ့ကောင်းစဉ်ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်မတိစေနဲ့လို့ဝတ်ထားပါဆရာတော်ဦးစောတိကကစာအုပ်တော့ပေးတော်မူပါတယ် ဆရာတော်ကကျမအကျိုင်းနဲ့ကိုက်ညီမဲ့စာအုပ်တွေကိုမျှဝေပေးလေးရှိပါတယ်။နိုင်ငံခြားရောက်ရင်စာအုပ်ဆိုင်တွေကိုဦးစားပေးပြီးသွားတတ်ပါတယ်။စိတ်ဝင်စားစရာစာအုပ်တွေအများကြီးပါလာတတ်ပါတယ်။စာအုပ်က Richard Tambla ရေးသားတဲ့ The Rules of Life ဖြစ်ပါတယ်။ဘဝမှာဘာတွေရနိုင်တယ်လဲ။ဘေးဒုက္ခအန္တရာယ်တွေကို လွယ်လွယ်ကူကူရင်ဆိုင်နိုင်ဖို့ပျော်ရွှင်ချမ်းမြေ့တည်ငြိမ်ပြီး ပြေးဝတဲ့လူဖြစ်ဖို့လမ်းညွန်ပေးတဲ့စီကံစီမင်းတွေဖြစ်ပါတယ်။စာအုပ်ကိုဖတ်ပြီးဘဝကိုခြုံငုံလေ့လာကြည့်မိပါတယ်။လူတွေကိုနှစ်ပိုင်းခွဲခြားလို့ရမယ်လို့ထင်မိပါတယ်။အောင်မြင်တဲ့ဘဝကိုရရှိဖို့ညံစွမ်းနဲ့ကြော်ဖြတ်နိုင်သူတွေနဲ့အောင်မြင်နိုင်ဖို့ရုန်းကန်နေစေသူတွေဖြစ်ပါတယ်။အောင်မြင်နေသူတွေဆိုတာပစ္စည်းဥစ္စာတွေအစုလိုက်အပုံလိုက်ရှာဖွေသူတွေနဲ့ စိတ်ဖိအားများစွာကိုရင်ဆိုင်ပြီးထိတ်ဆုံးကိုရောက်နေသူတွေကိုကျမဆိုလိုတာမဟုတ်ပါဘူးဘဝမှာနေ့အစဉ်ရောင်ရဲပြီးစိတ်ချမ်းသာနေတဲ့သူတွေပြီးတော့ကျမရှင်လန်းပြီးဘဝတွေကအတိအញ្ញံတွေရနေတဲ့သူတွေကိုဆိုလိုပါတယ်ရုန်းကန်နေရဆဲသူတွေကတော့မပျော်ရွှင်နိုင်ကြဘူးလို့ခြုံငုံပြီးပြောလို့ရပါတယ်ဒါပေမဲ့ဘဝရဲ့ပျော်ရွှင်ချမ်းမြေမှုကဒီလိုအခြေအနေတွေကိုပေါ်မှာအခြေခံတာမဟုတ်ပါဘူးဒါဖြစ် လိုဘချက်ကပါလေယူသားစွာရွေးချယ်မှုပေါ်အခြေခံပါတယ်နေ့စဉ်နေ့တိုင်းကျမတို့လုတ်เสียအလုတ်များကိုရွေးချယ်ပြီးလုပ်နိုင်ပါတယ်တချို့တော့အရာတွေကစိတ်မပျော်ရွှင်မှုကိုဖြစ်စေပြီးတချို့တော့အရာတွေကရွေးချယ်မှုမံကန်သွားတဲ့အတွက်စိတ်ချမ်းသာမှုကို ဖြစ်စေပါတယ်ဘဝရဲ့စင်မြင့်တွေတိုင်းနေထိုင်လိုက်နာတဲ့သူတွေကပိုပြီးခံကောင်းကြပါတယ်ပြီးတော့အခန်းထဲကိုသူတို့ဝင်လာရင်ပျော်ရွှင်မှုကလေးတွေကိုပြန်ဖြူလိုက်သလို လင်းလက်သွားပါတယ်သူတို့ကဘဝထဲမှာစိတ်အားထက်တန်မှုရှိသလိုဘဝကလည်းအတိတ်ပဲရှိလာပါတယ်စင်မြင်စီကံနဲ့နေထိုင်ရတာလွယ်ကူသလားလို့မေးရင်မလွယ်ကူလားပါဘူးထိုက်တန်တဲ့ဘဝမျိုးကိုရရှိအောင်စူးစမ်းဖို့ကတော့ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဒူးချင်းအနေနဲ့ကျင့်သုံးကြည့်မယ်ဆိုရင်ရိုးစင်းပြီးအောင်မြင်တဲ့ဘဝကို ရနိုင်ပါလိမ့်မယ်တကယ်တော့အကြံပေးတာပါပဲ။ရွေချက်ကိုမြင့်မြင့်ထားပြီ တစ်မျိုးနှစ်မျိုးလောက်ကျင့်သုံးကြည့်စီလိုပါတယ်။သူတို့လူမျိုးသူတို့နေထိုင်မှုအခြေအနေတွေအတွက်ချမှတ်ပြထားတာဆိုတော့ကျမတို့နဲ့အကုန်လုံးတော့မကိုက်ညီပါဘူး။ဒါကြောင့်ကျမတို့လူနေမှုအခြေအနေနဲ့ကိုက်ညီတာလေးတွေကိုရွေးထုတ်ကာကျမတွေးလို့ရတာတွေနဲ့ပေါင်းစပ်ပြီးတင်ပြလိုက်ပါတယ်။ပထမဆုံးကျင့်စဉ်လေးနဲ့ Keep it under your hat ဆိုတာလေးကိုကျမနဲ့တူတွေးကြည့်ကြပါစို့။ဆိုလိုတာကဘယ်သူမှမသိအောင်လိုဝတ်ထားတာဖြစ်ပါတယ်။ စာဖတ်သူပြုလို့ရမြအားလုံးယုံကြည်ခိုင်မာစွာနဲ့အောင်မြင်ပျော်ရွှင်ဖို့နည်းလမ်းများတွေ့ရှိမယ်လို့မျှော်လင့်ပါတယ်။ဘ ᱹ ဒုကိုမှဘာကြောင့်မှကို ပြောဖို့မလိုပါဘူး။တိတ်တိတ်ကလေးနေလိုက်ပါ။တိတ်တော်တိတ်ပြင်ပြီးစမက်ကြနေတဲ့သူကို မကြိုက်ကြပါဘူး။သူကဘလောက်တက်လို့ဆရာကြီးလာလို့နေတာလဲလို့ဝေယာမှာပြောပါလိမ့်မယ်။ဒါကြောင့်ဘာပဲလို့လို့ keep it under your hat မတိစီနဲ့လိုဝတ်ထားလို့ဆိုတာပါ။ စားဖက်တူပါတွေလုပ်နေတယ်လဲဆိုတာကိုတခြားသူတွေကိုပြောချင်တဲ့ချိန်တွေရှိတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတပါဝအရာအာတခြားတယောက်နဲ့မျှဝေခံစားချင်လို့ဖြစ်ပါတယ်။စားဖက်တူပြောလို့မဖြစ်ဘူးနော်။မပြောလိုက်ပါနဲ့။ဒါတရားမများတဘူးလို့ထင်ချင်းထင်ပါလိမ့်မယ်။ဒါပေမဲ့စားဖက်တူထင်တာတက်ပို့ပြီးတော့ပို့ပြီးတော့တရားပါသေးတယ်။လူတွေကိုပြောပြလိုက်ရင် တွန့်ဆုတ်သွားလိမ့်မယ်။ အမှန်အဖြစ်လဲလူတွေကတရားလာဟောတာကိုမကြိုက်ကြပါဘူး။ဘာနဲ့တူတယ်လဲဆိုတော့စာဖတ်သူကဆဲလေးတောက်တာကိုဖျက်ပစ်လိုက်တဲ့အခါမှာကျမ်းမာရေးကောင်းလာတဲ့အခြေအနေကိုချက်ချင်းခံစားရပါတယ်။ဒီအခါမှာဆဲလေးတောက်တဲ့သူငယ်ချင်းတွေကိုဆဲလေးဖျက်ဖို့တရားဟောမိပါလိမ့်မယ်။ဒီနေရာမှာကြုံရတဲ့အခက်အခဲကသူတို့ကဆဲလေးဖျက်ချင်တဲ့ဆန္ဒမရှိကြတဲ့အတွက်စာဖတ်သူကို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 အထင်ကြီးသူပုံပင်မြင့်သူသူတော်ကောင်းကြီးဆိုတဲ့ ်တစိတ်တွေတက်ပေးကြပါလိမ့်မယ်မလို့ချင်တာကို တိုက်တွန်းတဲ့အတွက်အားလုံးကမုံကြပါလိမ့်မယ်ဒါကြောင့်ဘဝအစင်းမြင့်ကယိုးယိုးလေးပါပဲတရားမဟောပါနဲ့တဘောတရားတွေဖြံဖြူးမကြုံရပါနဲ့ပြောင်းလဲပေးဖို့မစူးစားပါနဲ့တိုင်ပေါ်အလံမစိုက်ပါနဲ့ဖွင့်ဟပြီးလေတန်တဲ့တော့မပြောပါနဲ့ဘဝမှာတဘောထားအပြုမှုတွေပြောင်းလဲလိုက်ခြင်းကြောင့်ຫນွေထွေးတောက်ပတဲ့အယောင်လေးထွက်ပေါ်လာပါလိမ့်မယ် ဂုံယူခြင်းနဲ့ဖွယ်ရဖြစ်လာပါတယ်။လူတွေကဘာတွေလှုပ်လိုက်လို့ဘာတွေလှုပ်နေလို့ပြောင်းလဲသွားတာလဲလို့မေးလာကြရင်"အော်ဘာမှမဟုတ်ပါဘူး။တာယာတဲ့နေ့တွေဖြစ်လို့ပိုပြီးပျော်ရွှင်နေတာ။ခွန်အားတွေတိုးပြီးတက်ကြွနေတာ။ပိုပြီးကျင်နေစရာကောင်းနေတာပါ"လို့ဖြေလိုက်ပါ။အသေးစိတ်တွေပြောပြနေဖို့မလိုအပ်လာပါဘူး။ဒါတွေကလူတွေတကယ်သိချင်တဲ့အကြောင်းတွေမဟုတ်ပါဘူးဥပမာပြောရရင် လူတစ်ယောက်ကစာဖတ်တူကိုနေကောင်း ရဲ့အလားလို့မေးတဲ့အခါဆိုပါတော့သူကြားချင်တဲ့စကားကတလုံးတည်းပါပဲ။ကောင်းပါတယ်ဆိုတာကိုပါ။စပတ်တူကအဲ့ဒီအချိန်မှာမျောလင်းချင်းကင်းမဲတဲ့ကြောက်ကြီးထဲမှာပဲရောက်နေပါစေ။သူတို့မကြားချင်ပါဘူး။ကောင်းပါတယ်ဆိုတာထက်ကြော်လွန်သွားရင်သူတို့မှတစ်ခုခုကိုတာဝန်ယူရတော့မယ့်အပိုင်းကိုရောက်သွားမှာဖြစ်လို့ပါပဲ။စာပတ်တို့ဘလို့ခန်းစားနေရတလဲဆိုတာကိုတို့တို့မသိချင်ကြဘူးဆိုတော့အသေးအချာဖြစ်ပါတယ် သူတို့လိုချင်တာက fine ကောင်းပါတယ်ဒါပဲဒါမှသာပါဝင်ပတ်သက်ခြင်းမရှိဘဲသူတို့ကိစ္စကိုသူတို့ဆက်ပြီးလုပ်ဖို့ထောက်ခွာသွားနိုင်ကြမှာဖြစ်ပါတယ်ဇာဘတ်တို့ကကျမရေးလည်းမကောင်းဘူးအလုတ်ကိုင်းကလည်းအဆင်မပြေဘူးဗျာလို့ပြောလေလို့ကတော့ဟန်ဆောင်ပန်ဆောင်နှစ်သိပ်ပြီးဇာဘတ်တို့နာကအမြန်ထွက်သွားကြပါလိမ့်မယ်တယောက်နဲ့တယောက်ကလျာဏမိတ်ဓာတ်တွေဖြစ်မှလွတ်လွတ်လပ်လပ်ပွန့်ပွန့်လင်းလင်းပြောလို့ရပါတယ် စိတ်ချင်းပေါ်လှုပ်လို့ရမှသာတယောက်နဲ့တယောက်နားလည်နိုင်မှာပါဒီလိုမှမဟုတ်ရင်တော့ငိမ်ငိမ်ပဲနေလိုက်ပါဘသူကမှတည်ချင်မှမဟုတ်ပါဘူးစာဖတ်သူရဲ့ဝါလန်းကိုဆက်ပြီးတာရှောက်သွားပါဘဝကိုနေ့စဉ်လွတ်လပ်ပျော်ရှင်စွာရှောက်သွားပါဘသူကမှဘာမှမပြောပဲရောင်ရဲခြင်းနဲ့စွာရှောက်သွားပါသောရဲ့ focus for readers လေးကိုအဆုံးထိအနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်